moving in on horseback, firing rubber bullets at protesters, moving them on through the heart of LA. <laughs> 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 you fuck. Oh. Fuck you. ကိုကိုဝဲဘူဟန်ကမြောင်းအဲဘလို့ရောင်းလို့ပြကြပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခုကိုဝင်းဘူဟန်တို့နေတဲ့ဒီလော့အန်ဂျလီမြို့မှာပါနော် ဘလို့တွေဖြစ်ပြနေတယ်ဆိုတာကိုလည်းရှင်းပြပေးပါလားဟုတ်ကဲ့အော်တမနာထရန့်ရဲ့ဟိုတရားမဝင်နေထိုင်သူတွေပြန်လဲအာပို့ဆောင်ရေးပေါ့နော်အဲ့ project မှာသူတို့ဒီဒီအာ ICE ဆိုတဲ့အဖွဲ့ကိုတာဝန်ပေးပြီးတော့အဲ့အဖွဲ့ကတနိုင်ငံလုံးမှာ live ဖမ်းနေတာကြာပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဆုံးတရင်ကြတာက အဲ့ဒီကွန်နာအီလီနွားကရှီကာဂိုဘက်မှာဟိုမြို့တော်ဝင်နေဟိုတရားသူကြီးတွေကအဲ့ဒီတရားမဝင်နေထိုင်တဲ့သူတွေကိုကူညီကာဝယ်ပေးတယ်။ဟောစားပါတော့။ဥပဒေကိုချိုးဖောက်ပြီးကူညီကာဝယ်ပေးတဲ့အတွက်အဲ့ဒီလူတွေအဖမ်းခံရတဲ့တော့ကျွန်တော်တို့ကြားပါတယ်။အဲ့တော့ဒီကျွန်တော်တို့ကယ်လီဖိုးနီးယားမှာလည်းဖြစ်နေတာကြားပြီ။ကျွန်တော်တို့တွေ့တွေ့နေတာဟိုမိသားစုတွေကိုဟိုတော့ ဝင်စီဝင်ဖမ်းပေါ့နော်အဲ့တော့ဟိုဟိုအရင်အဖြစ်အပျက်တွေမီချီဂန်တို့အီလိုနိုက်တို့ဖြစ်ခဲ့မှာရှိခဲ့တဲ့အဖြစ်အပျက်တွေကြောင့်နောက်ပိုင်းမှာ ICE ကဒီ local government ကိုအကြောင်းမကြားတော့ဘူးသူတို့ကဒါရိုက်ဝင်စီရသူတို့အဖွဲ့မှာ local the homeland security ကရဲတချို့ပါတယ်ပြီးတော့ immigration ပါတယ် custom ပါတယ်အဲ့တော့အဲ့အဖွဲ့တွေကဝင်ပြီးစီးကြတော့ ကျွန်တော်တို့မျက်စိမြင်တာဆိုရင်ကျွန်တော်သိထားတဲ့ story တခုဆိုရင်အမျိုးသမီးကဒီကိုရောက်ပြီးမှဒီက citizen နဲ့ရတယ်ရပြီးတော့ကလေးတွေ၃ရက်ရပြီးအောင်မှ तू ကအဲ့ list နဲ့ပြန်လာဆွဲတော့အမေကိုဖမ်းသွားတဲ့အချိန်မှာကလေးတွေကအမေကိုဖမ်းသွားတဲ့ကားနောက်ကိုဖဏတ်တောင်မပါဘဲနဲ့ပြေးလိုက်ကြတာကားကိုမောင်းထွန်သွားအောင်အရှိန်နေပိတ်ရက်အဲ့တော့ဒီမြင်ကွင်းကိုဒီ community ကမြင်တဲ့အတွက် ဘယ်သူမှမနေနိုင်လူသားစိတ်ရှိတဲ့လူတွေကတယောက်မှမနေနိုင်မနေနိုင်တော့အကုန်လုံးဝင်ဝင်းရံပြီးတော့တားကြပဲမဲ့လေနောက်ဆုံးတော့ပါသွားတာပဲအဲ့လိုအဖြစ်ပြက်နေဖြစ်ပြက်နေတာကျွန်တော်စိတ်တင်ကျွန်တော်မြင်မြင်နေရပါတော့6လလောက်တော့ရှိပြီအဲ့တော့ဒီလောလောဆယ်အာ crisis ရဲ့ spark ကခုပြီးခဲ့တဲ့ friday က home depot မှာသူတို့အဲ illegal immigrant ကိုဝင်ဆွဲတယ် အဲဒီ home depot ရဲ့သဘောတဘာကကျွန်တော်လည်းနဲ့ရှင်းပြ home depot ကဟိုစားပေါ့အိမ်ဆောက်ပစ္စည်းတွေရောင်းနေဆိုင်အဲဒီအချိန်မှာသူတို့ကမတ်တလေးတွေရပြီးတော့မင်းအိမ်မှာဘာလို့လဲပစ္စည်းလို့ရင်ပစ္စည်းကူတယ်ပေးတယ်မင်းအိမ်မှာဘာလို့လဲဟိုဟိုစားအလုတ်တမလက်တမအလုတ်တွေပေါ့နော်အဲ့ဒါလေးတွေ handyman အလုတ်တွေသူတို့ကဝင်ကူပြီးတော့တနေ့တနေ့တနေ့အဲ့လိုစားရှင်းပြီးတော့အဲ့ဒီလာခလေးနဲ့သူတို့ကမိသားစုကိုရှာကျွေးနေရလို့အဲ့ဒီမှာဝင်ဖမ်းတာအုတ်လိုက်ကြီးပါသွားတယ် ပါသွားပြီးတော့သူတို့အဲ့ဒေါင်းတောင်းထဲမှာရှိတဲ့ Federal အာ Palmer ဆိုပါလို့เนาะ Detention Center ဆိုအဲ့ဒီမှာသူတို့ဖမ်းသွားတဲ့အတွက်သူတို့ရဲ့မိသားစုရဲ့လိုက်လာပြီးတော့အဲ့ဒီအချိန်မှာသွားတောင်းကြပြန်လွတ်ပေးပါဆိုပြီးတောင်းကြတဲ့အချိန်မှာအဲ့ဒီအချိန်မှာဒီ Federal Agent က Direct လာတဲ့ Federal Agent က Ice ဖွဲ့သူတို့ကဒီမှာရှိတဲ့ local government ကိုလည်းအတိမပေးထားဘူး အသိပိန်ထွက်ပြေးမှာဆိုလို့ကာကွယ်ပေးမှာဆိုလို့ပြီးတော့အဲ့ local police ကိုလည်းအသိမပေးတာဟုတ်အဲ့မှာသူတို့တော့ပြန်တောင်းနေလူအုပ်ကများလာပြီးရုံးစံကဖြစ်တဲ့အချိန်မှာသူတို့လှမ်းပြီးတော့အကူကြီးအဲ့ LAPD ကိုလှမ်းပြီးတော့အကူကြီးတောင်းတယ်တောင်းတဲ့အချိန်မှာ LAPD က present ဖြစ်တာ about 2 hours လောက်ကြာသွားတယ်ပြောတယ်အဲ့အတွက်သူတို့ blame လုပ်ကြတယ်ဒီ LAPD က corporate မလုပ်ဘူးပေါ့နော် LA ရောစာ LA မေယာကလည်းပြောတာ တို့ကိုယ်တိုင်လည်းဘာမှမသိရအောင်မသိတဲ့အချက်လက်ပေါ်မှာအခုဒီလိုကြီးဖြစ်လာတော့မှဆိုတို့ပြင်ဆင်ပြီးတော့တို့လာတဲ့ဥစ္စာ maybe နောက်ကြတော့နောက်ကြမှာပေါ့အဲ့တော့အဲ့ဒီပေါ်မှာမူတည်ပြီးတော့ Trump လို့ဟာကြတော့ဒီက local government က democrat တွေဖြစ်တယ်လေအဲ့တော့နိုင်ငံရေးတွေပါလာတယ်သူကအဲ့တော့ democrat တွေဖြစ်တော့တို့ corporate မလုပ်ဘူးထင်ပြီးတော့တို့က action ယူတဲ့အနေနဲ့ခုန local uh national guard ကိုလွှတ်လိုက်တယ် အမှန်မှန်ကဖြစ်တင်တာကပြက်တနာဖြစ်နေ local police LAPD နဲ့အရင်ထိထိမိမရတော့မှသူကတဆင်ချင်းတဆင်ချင်းသွားမယ်ဥစ္စာကိုသူက bypass လုပ်ပြီးတော့ government ကို Kevin Newsom government Kevin Newsom ကလည်းလက်မခံဘူးသူ့ပြည်နယ်ကိုသူ့ကိုအရင်ထိငွေပေးသူမနိုင်တော့မှသူတောင်းမယ်ဆိုတော့ဒါ law enforcement ကိစ္စဖြစ်နေတဲ့အတွက်ဒါ police နဲ့ဆိုင်နေ homeland security နဲ့ဆိုင်နေတယ် ဒီမှာဒါကြီးကိုဒီစစ်တပ်ပုတ်ဖို့ကြတော့ဒါဟိုအဲအားအလုံးကျုံတုံးတဲ့ပုံစံဖြစ်နေတယ်။အဲ့တော့ तू ကကန့်ကွက်တယ်။ကန့်ကွက်တော့ Trump ကဟိုကယ်လီဖိုးနီးယားကိုပြီးမဲ့ဟိုဖက်ဒရယ်အကူအညီတွေကိုငါတို့ဖြတ်ပစ်နေရဆိုပြီးချင်းချောက်တယ်။ချင်းချောက်တော့ Gavin Newsom ကလည်းဒါဖြစ်ရင်လည်းငါတို့ state ကနေပြီးတော့ federal ကိုပေးနေတဲ့ tax တွေကိုမပေးတော့ဘူးပဲပေါ့။ဘာလို့ဆိုတော့ ကယ်လီဖိုးနီးယားသူကအချမ်းသာဆုံး state လေဟို tax တွေအများကြီးပေးနေတာ favorite government အဲ့တော့သူတို့ကအဲ့လိုပေါ့အခြေအနေစကားနဲ့ဟိုဟာ clash ဖြစ်ကြတယ်ဖြစ်ကြပြီးတကယ်ဥစ္စာကို national guard deploy လောက်လာတဲ့အချိန်မှာဒီကယ်လီဖိုးနီးယားဘက်ခြမ်းကလူတွေကလည်းသူကစစ်ဖြစ်တယ်လို့ခံစားကြရတယ်သူတို့စီကိုစစ်တပ်နဲ့လာဖိရယ်ဆိုတော့အဲ့တော့သူတို့ကလည်းပြင်စရာရှိတာဒီပြင်စေကုန်ကြတော့ ဂျားတွေကလူတွေကပြန်ပြောရတယ်မဟုတ်ဘူးမင်းတို့အခု Federal Agent နဲ့မင်းတို့နဲ့ဖြစ်နေတဲ့ဂျားတွေမှာဟို National Guard က peace keeping လာလောက်တာမင်းတို့ဟိုကလောက်တာမဟုတ်ဘူးဆိုပြီးတော့ဒါမဲ့လူတွေရဲ့ဒေါသကမရတော့အဲ့မှာရှုတ်ချက်ခတ်လို့စဖြစ်တာကအဲ့ဒီဟို illegal immigrant တွေကိုဖမ်းလို့သူတို့မိသားစုတွေနဲ့သူတို့ community ကမခံနိုင်လို့ဖြစ်ရနေပြီးတော့လမ်းကြောင်းကနည်းနည်းလွဲလာတယ် သူတို့ကမက္ကဆီကို အလံနေထောင်နေယက်ဆာဗီရိုအလံနေထောင်နေပြီးတော့ US အလံယူမီးရှို့တယ်နောက်နောက်သူတို့ဩဇာဒီအစ္စရေးနဲ့ဆက်ဖြစ်နေပါလက်စတိုင်းတွေဝတ်တဲ့ခေါင်းစည်းတွေပါတွေဝတ်ပြီးတော့သူတို့ဘာတိုင်းနဲ့ပတ်သက်တဲ့ citation တွေပါတွေကိုအော်ကြာဟစ်ကြတယ်ဆိုတော့အဲ့ဒီဟာကသူကလမ်းတစ်ဖြစ်ဖြစ်လွဲလာတယ် ကျွန်တော်ဆိုလိုတာအရင် Black Life Matter တော့ဟာဒီဟိုတော့လူမျိုးရေးခွဲခြားမှုမရှိအောင် minority group တွေကစီးစီးလုံးလုံးနဲ့ဆန္ဒပြကြတယ်။အဲ့တော့ဆိုရင် Latino တွေလည်းပါတယ် African African American တွေလည်းပါတယ် Asian တွေလည်းပါတယ်။တချို့ white တွေလည်းပါတယ်။ဒီအခုဒီပွဲမှာကျတော့ သူတို့ကအဲ့လို identify လောက်ချလိုက်တဲ့အတွက်လက်တီနိုတီးတန်လို့ဖြစ်သွားတယ် Asian တို့ African American တို့ white တို့မပါဘူးမပါတယ်အញ្ញမ်းနေသွားတယ်ဆိုတော့ကျွန်တော်မြင်တာတော့သူတို့အဲ့ဒီစနားပြပွဲရဒီရေးဖြစ်သွားတော့ပေါ့နော်လမ်းကြောင်းလွဲသွားတယ်အဲ့ဒီအပြင်ကိုသူက federal agent တွေလာတဲ့ကားတွေကိုတွေ့ရ object တွေနဲ့ကောက်ပေါက်ကြတယ် အဲ့တော့တခါတလေခဲတွေပါတယ်တခါတလေတစ်သားချောင်းတွေဆိုင်ရတစ်သားချောင်းတွေပါတယ်ဟိုကဖန်ကွဲစာတွေပါတယ်အဲ့ဒါတွေနဲ့ကောက်ပြစ်ကြတယ်ပြင်းပြင်းနဲ့ပထမတော့အဲ့ဒီဟာဖြစ်ဖို့အတွက်ဖဲ့ယူထားတာပဲဖဲ့ရင်ဖဲ့နဲ့တချို့ဆိုင်ပေါက်တဲ့အဆင်ဖြစ်သွားတယ်လူတင်းတော့နော်လူလူတွေရက်တဲ့အဆင်ဖြစ်သွားတယ်တချို့နေရာတွေမှာအဲ့လိုဖြစ်တယ်နောက်ကားတွေနှီးရှို့ပြတယ်ဒါဒီ violation ပဲရောက်ပါတယ် ဲ့မှာအော်စွာနေပဲသူတို့အဲ့လိုပြစ်နေခတ်နေတဲ့ဂျာနေရာနဲ့အနီးနေရာအနီးတနေရာမှာကျွန်တော်တို့အုတ်တို့ဟိုတိုက်ဆောင်ရင်တုံးတဲ့အုတ်တွေဘူးကျွန်တော်ပဲလက်နဲ့ပဲလက်လိုက်ကိုလာချပြီးတာပဲလက်တုံးနေဘူးဒါကိုလုံရင်လွယ်လွယ်ကူကူဖြစ်အောင်ဆိုပြီးတော့ supporting လုပ်နေတဲ့ group တွေရှိတယ်လို့သူတို့ကသတ်မှတ်တယ်အဲ့တော့ဟို Donald Trump ဘက်ကလည်း ူကဒါဒီဟို invasion ပုံစံပေါ့နော်ငါငါတို့တိုက်ပြည်ထဲမှာဒီမြန်နိုင်ငံအလံထောင်ပြီးတော့ဟိုစူပူတောင်းချမ်းနေတယ်ပေါ့နော်သူတို့ဘက်ကအမြင်ပေါ့အဲ့တော့အဲ့လိုမြင်လာဖို့အတွက်လေဥစားကြီးကအခြေအနေအကြောင်းရက်တွေကတပြေးပြေးတပြေးပြေးပေါ်လာတယ်ပေါ်လာတော့ကျွန်တော်အခုမြင်တော့လမ်းကြောင်းလွဲသွားပြီလို့ထင်တယ် ဲ့ဒီမြင်ကို plus အခုဒီနေ့ဟိုသာ Kevin Newsom က true ဟိုတရားစွဲလိုက်ပြီသူသူရဲ့လုတ်ပိုင်ခွင့်ကိုကြော်လုတ်လို့ပေါ့နော်အဲ့ဒီအပြင်ကိုဒီနေ့ညနေပဲ Marine 900ဟို24နိုင်အတွင်းပို့မယ်ဆိုပြီးတော့ထွက်လာကြေညာတယ် အဲ့တော့အခုလောလောဆယ်တော့အဲ့လိုပေါ့ဇလန်းတွေကရှုပ်ချက်ခတ်ပြီးတော့ဟိုရိုးရိုးရှင်းရှင်းဖြစ်ရမယ်ဟာရိုးရှင်းမဖြစ်ခဲ့တော့ဘူးပေါ့နော်ညနေရနေကျွန်တော်အဲ့ဒီနေရာဖြတ်လာတယ်ပွဲတွေကတော့စရနေပြီအဲ့ဒီ101 south ပေါ့နော်ကျွန်တော်ကျွန်တော် heading လောက်လာ101 south အတိုင်းကျွန်တော်မောင်းချလာတဲ့ချိန်မှာအဲ့ဒီအပေါ်တွေမှာသူတို့ဟို side boat တွေနဲ့ no ice ဘာညာဆိုပြီးတော့ side boat တွေတော့ oil ဟင်းနေရာရှိတယ်ပြီးတော့ အလန်ကြီးအေကူနာမက္ကဆီကိုအလန်ကြီးထောင်ပြီးတော့ကားပေါ်မှာတင်ပြီးတော့ဟွန်တီးပြီးတော့မောင်းရတာရှိတယ်။ရဲတွေကလည်းအဲ့မှာရှိတယ်။လောလောဆယ်တော့လူမစုရနိုင်ဘူးဆိုပြီးတတ်မှတ်ထားတယ်။ဒါပေမဲ့တချို့တွေ stay present ဒီနေ့မနေ့မှာလည်းမနေ့ညမနေ့ကရထားတဲ့ဓာတ်ပုံတွေအရအဲ့လိုပါ looting လုပ်တဲ့လူတွေနောက်ပြီး violation လုပ်တဲ့လူတွေကားမီးရှို့တဲ့လူတွေကိုဒီနေ့မနေ့လိုက်ဖမ်းနေလို့ကျွန်တော်တို့ကြားရတယ်။ Yeah ကိုဆန္ဒပြတဲ့သူတွေနဲ့ဒီရဲတပ်ဖွဲ့ဝင်တွေဒီစစ်သားတွေနဲ့ထိတိုက်တွေးဆုံတဲ့မြေငွင်းလေးတွေရောကိုမြင်ခဲ့တာလေးတွေဒီရှိခဲ့လို့ရှိရင်တစ်ချက်ပြောပြပေးပါလားခင်ဗျာဟိုသူတို့အခုဖြစ်နေတဲ့ပရမဖြစ်ရာဒေါင်းဒေါင်းထဲမှာဖြစ်သွားတာဟို Federal Detention Center မှာအခုနောက်ပိုင်းကျတော့ပြတ်ထွက်သွားတာဒီ South Southern Alley ပေါ့နော် Alley ရဲ့တောင်ပိုင်း area မှာဟော Garden တို့နောက်ပြီးတော့ Paramount တို့ New York တို့အဲ့ဒီမှာ အဲ့ဒီ area တွေကသူကလက်တီနိုတွေကြီးပဲကို80%လောက်ရှိတယ်နေတဲ့လူတွေပေါ့နော်ဆိုတော့အဲ့ဒီ area တွေမှာသူကအခုမနေ့လုံးကနှစ်ရက်ကအခုဖြစ်နေတဲ့တောက်လျှောက်မှာသူတို့ဝင်ဖမ်းတော့အဲ့ဒီမိသားစုကသူတို့သူကားမောင်းလာတာသူကမိပွားကိုရုတ်တရက်ပိတ်ချလိုက်တယ်အဲ့ဒီ ice ကပိတ်ချလိုက်ပြီးမှသူက ဟိုဘက်မှာဆန္ဒပြနေရောဆိုဟိုဘက်ကူလည်းပြစ်တယ်ဒီဘက်ကူလည်းပြစ်တယ်သူကဟိုမျက်ရည်ပုံတယ်ကဲခဲကဲဆက်ပြစ်တော့အဲ့ဒီကားမောင်းလာတဲ့လူကသူဒေးနာမှာသူ့မိန်းမပါရအနောက်မှာသူ့တမီလေး73နှစ်တမီလေးပါတယ်အဲ့တော့အဲ့ဒီခဲကဲဆက်သူတို့ကားနာကြတော့ကားဆက်မောင်းလို့မရတော့သူတို့ကမီးပွိုင်ဆောင်တယ်မီးပွိုင်အနီကိုဆောင်တယ်ဆိုတော့ရုတ်တရက်ကြီးဖြတ်ချလာပြီအဲ့လိုလုပ်တဲ့အတွက်အကုန်လုံးကားပေါ်ကြီးကားကိုဆက်တော့မတက်လိုက်ဘူးကားပေါ်ဆင်းပြေးကြတာ သူ့တမီးလေးကအဲ့ဒါရှူမိပြီးတော့တက်ရှူကြက်ပြီးတော့ဆေးရုံတော့တင်လိုက်ရတယ်ပြောတယ်ဆိုတော့အဲ့လိုအဖြစ်အပျက်ကြီးများလာလေလေဘာမှမဆိုင်နေတဲ့ဘေးမှာရှိနေတဲ့လူတွေကပါ involve ဖြစ်လာကြတော့เนาะသူတို့ကင်နာတွေ့တာက mishandling ဖြစ်တယ်လို့တော့ကျွန်တော်ထင်တယ်ဟိုရည်ရွယ်ချက်ကကောင်းတယ်ဒါဟိုတရားမဝင်နေထိုင်တဲ့လူတွေဟိုရာဆွဲမှုတွေများနေတယ်အဲ့ဒါတော့ထိမ့်သိမ့်သိမ့်နဲ့လောက်ကင်နေတယ်ဒါပေမဲ့ ဟိုအကြောင်းအရာတိုင်းမှာတော့ loop hole ဆိုတာရှိရပါတော့ခုနလိုမိသားစုလိုက်လေသူ့ဘက်သူစီစီလုံးဖြစ်နေတဲ့အချိန်မှာသူတို့တောင်းတာလည်းရှင်းတယ် no deportation go education သူတို့ deportation မလုပ်ပါနဲ့ပါနော်ပြင်ညာပေးပါသူတို့ကလည်းပြောတာတချို့ကယာယီ license ထုတ်ပေးတာတဲ့အတွေ့သူတို့ကအဲ့ရအလုပ်လုပ်နေတဲ့အခွန်လဲဆောင်အခွန်ဆောင်တဲ့အတွေ့ democratic government ဟိုဘာမှခက်တော်လောက်သွားကြတော့ illegal due registration လို့လုတ်ပြရတဲ့အခွန်ဆောင်ခွန်ဆောင်တော့အစိုးရကလည်းအခွန်ရတယ်တကယ်လို့တခုခုသူတို့ဘက်ကလည်းနေရထိုင်ရအဆင်ပြေတယ်အစိုးရအနေနဲ့အခွန်ရတယ်သူတို့နေနေနေရထိုင်ရလည်းစိတ်ချမ်းသာတယ်ဆိုတော့အဲ့လိုမျိုးနှစ်ဦးနှစ်ဖက်အဆင်ပြေတဲ့လမ်းကြောင်းကို ဖြစ်စေခြင်းနဲ့အခုကဒီတစ်ဖက်ကိုပိတ်ချလိုက်ရင်ကအတင်းတုံးတော့ဒီ လက်ရှိဒီ community ထဲမှာ ဖြစ်နေတဲ့ situation เนี่ยထိတ်တိုက်သွားတိုးတယ်လို့ကျွန်တော်မြင်ပါတယ်။ဟုတ်ကဲ့ကိုဝင်းဘွန်တို့ဒီနေတဲ့မြို့မှာဆိုလဲမြွာပြည်ွားတွေအများကြီးရှိတဲ့အခါကျတော့အခုအနေနဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ဒီဖြစ်စဉ်အလီမာဖြစ်နေတဲ့ဖြစ်ပျက်နေတဲ့ပတ်သက်ပြီးတော့မြန်မာပြည်ွားတွေဘာလို့ဗာမန်းကြံပြူတိုက်တွန်းညံ့နေကြလဲ။အာဒီအခုဟိုဒီမှာနေနေတဲ့ ပမ်အဲဟိုတမနောစီတီဇန်ဖြစ်ပြီးသားလူတွေရှိတယ်တခါတလေသူတို့ဝင်ဖမ်းတဲ့အချိန်မှာကြောက်ကြောက်လန့်လန့်နဲ့ဖမ်းရတဲ့အတွက်တချို့စီတီဇန်တွေပါပါကုန်တယ်လို့ပြောတယ်အဲ့တော့ကျွန်တော်အကြံပေးချင်တာကအာအခုဒီမှာ real id ဆိုတာရှိတယ် real id က id နဲ့ password နဲ့တွဲပြီးတော့လောက်ရတဲ့ဟာပေါ့နော်အဲ့တော့ real id ပြလိုက်ရင်သူဒီစီတီဇန်ဖြစ်ကြအောင်ဒီ id ကတ်ကြည့်ရနေတယ်သိရယ်ကတ်တစ်ခုလည်းနေတယ်သိရယ်နှုတ်မဆိုရင် id လည်းပြရမယ် ပတ်စပို့လည်းပြရမယ်အဲ့ရမျိုးတွေကရှုပ်နေမှာဆိုတဲ့အတွက် real id ကိုသွားလောက်ကြပါတကယ်လို့တစ်ခုခုကိုကနေဖမ်းလာပြုတ်လာလို့ရှိရင် real id ထုတ်ပြရဲကိစ္စပြတ်ပါတယ်အဲ့တော့ဟိုအခု temporary visa နဲ့နေနေတဲ့လူတွေလည်းသွားရလာတဲ့အချိန်မှာသူတို့နဲ့အဲ့ document တွေကသူတို့ကိုယ်နဲ့မကွာထားကြပါအဲ့ဟိုကြောင်းလာတက်ပြီးတော့ဟောအလုတ်လုတ်ဖို့အတွက်ကိုဒီ တရားမဝင်နေဖို့စဉ်းစားထားတဲ့လူတွေအတွက်တော့အာတချို့ပြင်ဆင်ဇာရှိရာလေးတွေကြိုပြီးတော့ပြင်ဆင်ထားကြပါလို့သတိပေးကြပါတယ်